နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာ၂၈ရက်ဇာတာပတိနေ့ ွင်ပထမဆောင်ခန်းကြီးရှိအမေတက်မကိုရှင်မွေလာသည်အသက်ကြီးသောအခါမိမိသားတို့ကိုဣတရလအမျိုး၌အုပ်ဆိုးရသောအခွင့်နှင့်ခံထား၏တာဝအမိကယောလဒုတိယသားအမိကအဘိရာသည်ထိုသူတို့သည်ဘေရရှိဘမြို့၌တရားသူကြီးလှုပ်ကြ၏တို့ရတွင်အဖလန်းသူမလိုက်ငွေကိုတက်မှတ်သောစိတ်နှင့် လွှဲသွား၍တစိုးကိုစားလျက် တရားကိုဖျက်ကြ၏ထိုအခါဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည် စီဝေ၍ရှင်မွေလရှိရာအရက်ရာမမြို့သို့ လာပြီလင်ကိုရောသည်အသက်ကြီးပါ၏ကိုရောဤသားတို့သည် ကိုတော်လန်းသို့မလိုက်ကြပါ လူမျိုးအပေါင်းတို့ဤထုံးစံရှိသည့်အတိုင်းအကျွန်ုပ်တို့ကိုအုပ်စိုးရသော ရှင်ဘရင်ကိုချီးမြှောက်ပါလောဟုလျှောက်ကြ၏ ထို့သောကျွန်ုပ်တို့ကိုအုပ်ဆိုးရသော ရှင်ဘရင်ကို ပေးပါလောဟုလျှောက်သောအမှုကို ရှင်ဝင်လာသည်မနစ်သက်သောကြောင့်ထာရဖျားအားဆုတောင်းလေ၏ထာရဖျားကလည်းသင်အားလူများတို့ပြောဆိုသည်။သောစကားကိုနားထောင်လော သူတို့သည်သင်ကိုသာမပဲငါသည် သူတို့ကိုမအုပ်ဆိုးစေခြင်းကငါကိုလည်းပေးကြပြီသူတို့ကိုအေဂုတ်တို့ပြီမှငါဆောင်ခဲ့သောနှိမ့်မှဆာ၍ ယနေ့တိုင်အောင်ငါကိုစွန့်၍အခြားတပါသောဖျားတို့ကိုဝှက်ပြုသဖြင့်ကျင့်မိသမျှသောအကျင့်အတိုင်းသင်၌လည်းပြုကြ၏ယခုမှသူတို့စကားကိုနားထောင်လောတို့ရာတွင်တတိပေး၍သူတို့ကိုအုပ်ဆိုးသောရှင်ဘရင်ဤထုံးစံကိုပြလောဟုမိန်တော်မူ၏သူတို့သည် သင်ကိုယ်သာမပင်ငါသည် သူတို့ကိုမအုပ်ဆိုးစေခြင်းဟာငါကိုလည်းပေကြပြီဓမ္မရာဇဝင် ပထမဆောင်အခန်းကြီး၈အခန်းငယ်9မမြင်တွေ့သောအခါနူနက်စီတောင်ပေါ်မှချော်ကြပြီး မျက်စိမမြင်သူများသာရှိသောဂျိုင်တဲသို့ကျသွားသည်ယောဂါတစ်ခုကြောင့်ကနဦးအခြေချနေထိုင်သူများ၏အမြင်အာယုံဆုံးခဲ့ရပြီး နောက်ဆက်တွဲမျိုးဆက်များတို့ပါကုဆက်ကမွေးရာပါမျက်မမြင်များသည်အမြင်အာယုံကင်းမဲ့သောဘဝကို လိုက်လျောညီထွေနေထိုင်ခဲ့ကြသည်နူနက်စ်ကအမြင်အာယုံရှိခြင်းအကြောင်းရှင်းပြရန်စူးစမ်းတော်လဲသူတို့စိတ်မဝင်စားကြကြနောက်ဆုံးတွင် သူသည်ထိုကြိုက်ဝမ်းမှမထွက်နိုင်အောင်တားဆီးသည့်တောင်ထိပ်များကိုကြော်ဖြတ်ထွက်နိုင်မည်လမ်းကြောင်းတစ်ခုကိုရှာတွေ့ခဲ့သည်သူလွတ်မြောက်သွားပါပြီ သို့သောအပေါ်စည်းမှသူကြိလိုက်သောအခါအောက်ရှိနေထိုင်သူမျက်မမြင်များကိုပြိကြတော်မူကြောက်ဆောင်တစ်ခုကိုမြင်လိုက်ရသည် သူတို့ကိုတတိပေးရန်ကြိုးစားတော်လဲ၎င်းတို့ကသူ့ကိုလစ်လျူရှုခဲ့ကြသည် HG Wells E မြက်ကန်းနိုင်ငံဤပုံပြင်သည်ပရောဖက်ရှမွေလကိုထင်ဟပ်နေပေလိမ့်မည်သူ၏အသက်တာကုန်ဆုံးကနေသည့်သူ၏သားတို့သည်ဖျားသခင်ကိုချစ်၍ ဝိပုခြင်းအရာမှာ အဘလန်းသို့မလိုက်ကြပေသူတို့ဤဝိညာဉ်ရေးရာမျက်စိကွယ်ခြင်းကရှမွေလအာကျွန်ုပ်တို့အားရှင်ပြန်တပါပေးရန်ပြောသောဤသွေလအမျိုး၏အသက်ကြီးသူများကို ထင်ဟပြနေသည်သူတို့သည်ဖျားသခင်ကိုကြောခိုင်းကာကိုတော်၏ယုံကြည်ခြင်းကိုမျက်ွယ်ပြုကြလေပြီဖျားသခင်က သူတို့သည်တင့်ကိုသာမပယ်ငါကိုလည်းပယ်ကြပြီဟုမိန့်တော်မူသည် မိမိဂီယူဆိုင်ချစ်ခင်သူများကဝိညာဉ်ရေးမျက်စိကွယ်လျက်ဖျားရှင်ကိုညင်းပယ်ခြင်းကနာကျင်စရာဖြစ်သည် သို့သောဤလောကကိုအစိုးရသောဖျားစာတန်ကညံမျက်စိကိုကွယ်စေသော သူတို့အတွက်ပင် မျှော်လင့်ချက်ရှိပါသည်သူတို့ကိုချစ်ပါ သူတို့အတွက်ဆုတောင်းပါ ကျွန်ုပ်တို့ဤစိတ်နှလုံး၌သူ၏အလင်းကိုထွန်းလင်းစေတော်မူသောအခန်းငယ်6ဖျားသခင်သည် သူတို့အတွက် အလားတူပြုပေးနိုင်ပါသည်သူကိုမမြင်နိုင်သူများကိုဖျားသခင်မြင်တွေ့ကြောင်းသိခြင်းကသင်အားမြည်တို့ခွန်အားဖြစ်စေသည်နီဝိညာဉ်ရေးမျက်စိကန်းသူများအတွက်ပင်လျှင် အဘေကြောင့်အမြဲမျှော်လင့်ချက်ရှိသည်နီ။စစ်တော်ဖျားသခင်ကိုတော်ဤချစ်ချင်းမြတ်တာကိုမမြင်နိုင်သူတို့အတွက်ဆုတောင်းပေးရန်နှင့်၎င်းတို့အတွက်ကိုတော်၌စိတ်ချရန်ကျွန်ုပ်အားကူညီမဆတော်မူပါ။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။အာမင်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။အာ